အခိုးခံရတဲ့လူအားတဲ့အချုပ်ထဲမှာတဲ့ဟိုခိုးတဲ့တခိုးအားတဲ့အိမ်မှာနေပြီးတော့အလှငွေတွေထိုင်ပြီးလက်ခံနေတယ်တဲ့ဟိုမြန်မာနိုင်ငံကြီးကတရားကြတယ်ပေါ့အဲခတ်တော့ခတ်နေပြီးစောက်ယူးတွေတမျိုးအားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံအနှံ့ပြားဒေသတီးတီးမှာမိတင်းနေထိုင်ကြတဲ့နိုင်ငံသူနိုင်ငံသားအပေါင်းနဲ့ပြည်တွင်းပြည်ပမှာရှိကြတယ်နိုင်ငံသူနိုင်ငံသားအပေါင်းနှလုံးစိတ်ဝမ်းအေးချမ်းပါစေလို့ဥစွာပထမဆုမွန်ကောင်းတောင်းပါတယ် အာနာရှင်ကိုတော်လည်နေကြတဲ့မြန်မာနိုင်ငံအနှံ့ပြားမှာရှိကြတဲ့တိုင်းသားညီကောင်မများနဲ့အတူကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်များအားလုံးခလုံးမတီစုမိကြပါစေနဲ့အားလုံးပဲနှလုံးစိတ်ဝမ်းအေးချမ်းပါစေလို့ဥစွာပြမစုမုံကောင်းတောင်းပါတယ်ကျွန်တော်လွန်ခဲ့တဲ့ရက်ပိုင်းမှာတင်ဆက်ခဲ့တဲ့အဲကျွန်တော်ချစ်ခင်မြတ်နူလေးစားတဲ့ဒီဒီအောင်တိုက်ရဲ့ပြက်ဆက်လေးတွေပြောဆက်လေးတွေကိုလည်းနှစ်နှစ်ချက်ချက် ားပေးတာမြင်ရတဲ့အတွက်အဲကျွန်တော်ဝမ်းသာပီတိဖြစ်ရပါတယ်အာနာရှင်ဒေါ်လာရင်းနဲ့ကျွန်တော်တို့ကကို့မှာရှိတဲ့အာနာရှင်မျိုးစိချခဲ့တဲ့ခေတ်ဆက်ဆက်ကကျွန်တော်တို့ဘောမှာအဲစုံမိုးချေလေခဲ့တာတွေပါတော်လန်လေးတော်လန်နေရတဲ့ဒေါ်လာရေးကာလာဖြစ်တဲ့အဲကျွန်တော်တို့အသိပညာတွေအတွေးခေါ်တွေပါတော်လန်နေရတဲ့ဒေါ်လာရေးဖြစ်တဲ့အတွက်အဲကျွန်တော်ရတ္တရောတုတ္တရောရမယ့် အမှုပညာလေးတွေလည်းကျွန်တော်နောက်ပိုင်းမှာတင်ဆက်ဖို့အတွက်ကြိုးစားပါမယ်စာတွေလည်းအများကြီးပြန်ဖတ်ပါမယ်ခင်ဗျာအဲ့တော့ဥစ္စာပရမတော့ကျွန်တော်တို့ဒီနေ့အစီအစဉ်ကတော့ပေးထားတာကတော့အာလိုင်တာယာဘောင်ချာအကူကြီးပေါ့နော်လိုင်တာယာဘောင်ချာအကူကြီးအဲသူ့အကြောင်းတော့နောက်မှမပြောချင်ပေမဲ့ပြောရအောင်ပဲပေါ့โอเคပါအခုအစမှာတော့ကျွန်တော်တို့အခွေလေးနဲ့စလိုက်အောင်ဟာတာလေးတစ်ခုပါပဲကျွန်တော်အတူတူကြည့်အောင်ပါဟောဒီမာလီ နန္ဒာတို့အတင်းကြီးရဲ့ရင်တို့တစ်စိတ်ဟာနန္ဒာတို့အတင်းကြီးရဲ့ဆောင်းဘုတ်ကစိတ်သက်စီကံကြံ့ခိုင်စီလုံးတဲ့ဟာတော်ပြီဟာတော်ပြီဆိုတာအသက်ပေါ့နော်ကြည့်အဲ့တော့ဒါကကျွန်တော်တို့အဲပြည်သူတွေ တတင်ကရီမောပျော်ရွှင်စေခြင်းလို့ပါအဲအခုမှနောက်မှလာမှာတော့ဒီကြံ့ဖွဲ့ရဲ့ခင်ကြီးပေါ့နော်ခင်ကြီးကျွန်တော်တို့ဘိုက်ထဲမှာကြီးစံနှစ်တောက်ရှိသေးတယ်ဆိုတော့ခင်ကြီးပေါ့နော်အတူတူအဲဒီကြံ့ခိုင်ကြီးရဲ့ပေမှာအဲကျွန်တော်တို့ဒီ Facebook ကပေးတဲ့ဘောနက်တွေရခြင်းလို့ပဲသူကပေါက်ကြရပြီးပြောပြီးတော့တောက်လျှောက်တင်နေတာလားဒါမှမဟုတ် ပြည်သူတွေကိုစိုက်ွားထဲ့ဖို့အတွက်သူကလုံနေတာလားတော့မသိဘူးနော်သူပြေးมาအဲ့လိုတောက်လျှောက်မိတ်ကတ်တွေလဲပြီးတော့ဒီကောင်တောက်လျှောက်တင်နေတာတွေတွေ့တယ်အဲ့ဒီတဲမှာမှသူကျွန်တော်စီယုံတာမဟုတ်ပါဘူးဆိုပြီးတော့ပြည်သူတွေကိုဂျင်းထဲ့ဖို့အတွက်စူးစမ်းနေတဲ့ရုပ်သံပိုင်းတစ်ခုလွန်ခဲ့တဲ့ရက်ပိုင်းကတွေ့ပါတယ်အဲ့အဲ့ဒါလေးကိုကျွန်တော်တို့အတူတူကြည့်ပြီးတော့ဒီကောင်ဒီပြောနေတာတွေဟာတမြောက်တယ်ဗျာเนาะအတူတူကြည့်အောင်ပါကျွန်တော်အစိုးရဥဆောင်ပြီးတော့အေဂျင့်ကိုပြောပန်းဆောင်ရနေတယ်တတ်မလို့ ကျေးဇူးတင်မဟုတ်လားခင်ဗျားတို့အကာအကွယ်ပေးတာကျေးဇူးတင်မူမမန်နဲ့အဆိုးရလို့ကြောင်ပြောမယ်ဗျာဟုတ်လားမူမမန်နဲ့အဆိုးရတက်กว่าတွန့်ထုတ်လိုက်ဒီလိုဖြစ်အောင်เนาะကျွန်တော်ဘုရားဘာသာဒီထေရဘာသာထုံးရတဲ့ဒီနိုင်ငံကြီးရာအေးချမ်းဖြစ်နေကြဖြစ်နေကြတဲ့ကာလကနေပြီးတော့အဲ့ဒီအဖွဲ့အစည်းတစ်ခုကပြကောက်ပွဲမှာမဲတွေခိုးတာပါဗျာเนาะမဲတွေခိုးတာအများကြီးခိုးတာเนาะအဲ့တော့ဒီမှာတာဝန်ရှိတဲ့အဖွဲ့အစည်းတွေတတ်မလို့ နောက်ပြီးတော့ကျွန်တော်တို့နိုင်ငံရေးပါတီတွေပေါ့သူတော့ဝိုင်းပြောတယ်မလို့ပါနဲ့26ကြေညှိကျွန်တော်တို့တနာဖို့ကောင်းတာကပြည်သူတွေပါဒါဒီကောင်နေလူငယ်တော့မတွေ့ရဘူးပေါ့နော်ဒီအောက်မှာဒီကောင်နေမျက်နှာကိုအာကုတူအများခံပြီးတော့မလာမနေရလို့ခေါ်ထားတာလားဒါမှမဟုတ်ဟိုပတ်စံပေးပြီးခေါ်ထားတာလားတော့မသိဘူးလူငယ်တွေတော့မပါဘူးလူကြီးတွေကြီးပဲမျက်စိတဲ့လူကြီးတွေမှာမျက်စိတငယ်နားတငယ်နဲ့ ြောင်ပြီးတော့ကြည်နေကြရတဲ့အဲလူကြီးတွေပေါ့နော်။ဒါပြင်မှာဆိုပြင်မပေးမနဲ့အတင်းလွတ်တော်ခွန်ပဲဖြစ်တော့လွတ်တော်ခွန်ဒီဆိုကတတန်းဆက်သွားပြီ။အဲ့တော့တက်ကနေပြီးတော့သူ့မှာတာဝန်ရှိတယ်ကျွန်တော်တို့ဖွဲ့စည်းမှုခြေကဥရိယတက်ကဝင်ပြီးတော့ထိမ့်ပေးလိုက်။အဲ့တော့မကျင်တတ်တဲ့လူတွေကဟိုဖွဲ့ပြေးကြတော့ခိုးကြပါကြနဲ့။အခုလိုမတိမငြိမ်ဖြစ်တဲ့ကာလကိုကြောက်ရတယ်။ဒီတိုင်းဆက်သွားရင်ကောင်းလား။ကောင်းမလား။ ီမှာကြည့်ကြည့်ဒီတိုင်းဆက်သွားရင်ကောင်းမလားဆိုတော့အောက်ကအမှန်တော့ तू ကမကောင်းဘူးဘာညာပြောမယ်ထင်တာပေါ့နော်ဒါမှမဟုတ်အောက်ကတယောက်မှမပြောဘူးပေါ့နော်တော်တော်ဟိုအချက်နဲတဲ့ကောင်တွေပါတော်တော်ဟိုဒီကောင်တွေပေးစရာဥပမာမရှိလောက်အောင်အချက်နဲတဲ့ကောင်တွေပါအောက်ကလူတွေ तू ကလမ်းပြောတယ်ဒီတိုင်းဆက်သွားလို့ရှိလို့ရှိရင်တိုင်းပြည်ကကောင်းမလားဆိုတော့အောက်ကမကောင်းဘူးဘာညာပြောမယ်ထင်တာပေါ့နော်ဒါမှမဟုတ်တယောက်မှမပြောချင်ကောင်းမစားရတာကောင်းလားကဲကောင်းမမရတာကောင်းမလားတို့ကနေရှားပါတာကောင်းမလား ဟုတ်လားတားရခွဲမရရခွဲညီကောင်မောင်တို့ကပြောက်တခွဲနေကြတာကောင်းမလားခင်ဗျားတို့ကတော့ဒီမှာကွဲတင်မှာကွဲမှာတကယ်နေရာတွေမှာခလေးတွေကြောင်းမတက်ရဘူးလေဟုတ်တယ်မလားကြောင်းနေပိတ်ထားတယ်အခုကြောင်းမဲလို့တီဘောလို့တတ်မတော်ကပြန်သိနေမိရှုသွားတယ်သူတို့သူတို့ကြောင်းနေလို့ရှိတော့ကျွန်တော်ယုံနေလို့ရှိတော့တော်တော်စိတ်ပြက်ပြီးတော့စိတ်ပြက်ဖို့ကောင်းပြီးတော့စိတ်နာစရာကောင်းတဲ့ကောင်းတွေဖြစ်တယ်အဲသူတို့ကရာစာတင်ကြောင်းတွေကိုလေရင်ဘုံကျဲတာကိုကျွန်တော်ဂရင်းနီမှာရှိတဲ့အချိန်မှာမြင်ဘူးတယ် အဲကျွန်တော်တို့ရှေ့မှာသကဝိုင်းတွေအင်တာဗျူးတွေမှာပြောမှုပါတယ်အဲကိုကဲကဲနဲ့အဲကိုအောင်လုံးကြီးနဲ့ကိုရိုင်ကိုကြကလေးတယောက်ကိုစာတင်ချောင်းကိုဘုံကျဲတဲ့အခါမှာထိတဲ့ကလေးတယောက်ကိုကျွန်တော်တို့ဆေးရုံကိုအတက်မီအောင်ပို့မှုပါတယ်ကလေးကတော့အတက်မီသွားပါတယ်ဒီလိုကျွန်တော်တို့ကိုရိုင်မြင်နေတွေ့နေရတဲ့ဟာတွေကိုတခြားလူတော်ဆောင်ကလူတို့သူတို့ပတ်စံပေးထားတဲ့လူတွေတို့အာငါတို့ဘာပြောပြောနားထောင်ဆိုတဲ့လူတွေတို့သူတို့ ဂျင်းထည့်လို့ရမှာပေါ့เนาะဒါတော့မှအောက်ကလူတွေကဟိုမကျေနပ်တဲ့ပုံစံနဲ့နားထောင်နေကြကြည်နေကြရတာပါဒီလိုကောင်တွေကကျွန်တော်တို့ဒီဘက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေတို့တိုင်းသားညီကိုမောင်နှမတွေကစာတင်ကြောင်းတွေမီးရှို့တယ်တို့အဲဘုံကျဲတယ်တို့ပြောတာတော့တော်တော်အဆက်မဲ့တဲ့ဇာတ်ကားပါရုပ်နဲ့ကျွန်တော်ပြန်ဆောင်းခလေးစာမတင်အောင်ပိုတော့ကျွန်တော်တို့စာမတင်တာတက်တက်ပဲပြင်းလို့မတင်တာနော်လေထဲမှာဝါသနာပါလို့မတင်တာတော်တော်လေးအဖေကအမျော်မြင်ရှိပြီးတော့ကြောက်ထားပြီးလို့ကျွန်တော်တို့ စာတင်ခွင့်ရခဲ့အခုကဒီလိုမဟုတ်ဘူးခလေးတွေစာတင်ခြင်းနဲ့တင်ခွင့်မြောက်ဖြစ်စီခဲ့ဒီလိုအကျံဖက်အန်ဒရယ်ဆိုတာနိုင်ငံတိုင်းကမှရှိတယ်ရှိတယ်လားဗျာရှိတယ်ဘူးနော်မရှိဟုတ်တယ်မလားအဲ့တော့ရှင်းပွားကြီးအေးချမ်းချမ်းဖြစ်ဖို့လုပ်တယ်အဲ့လိုအေးချမ်းချမ်းဖြစ်ဖို့ဆိုတာကဘာကနေဖြန်တီးနိုင်လဲရွေးကောက်ပွဲရဖြန်တီးနိုင်တယ်ဟုတ်ပလားရွေးကောက်ပွဲရပိုင်းအခု တမရော်ဆွေရကဒီအခြေအနေရအောင်ထိန်းလိုက်ရတယ်သို့တော်လည်း तू ကဒီလိုအေးအေးဆေးဆေးဖြစ်တဲ့အခြေအနေကိုပြန်လဲဖန်တီးပေးတယ်တော့တော့တမရော်ကြီးကလေးဒီဘက်ကယူစီလိုပါတော့ကဝီကောက်ပွဲဆိုရင်ချပေးဝီကောက်ပွဲဖြစ်တယ်ဆိုရင်ဒီပြိုင်နဲ့ခုနတောင်းချန်းသူတို့တဘုံတို့ဘာတို့ညာလို့ဆိုတာကဘေးရောက်သွားပြီခွန်းတော့ခင်ဗျားတို့တတ်ချစ်တိုင်းတတ်လို့မရဘူးခင်ဗျားအောက်မှာလည်းစက်တီတုံးစက်တီတုံးကရှိသေးတယ်စက်တီတုံးနဲ့ကောင်ကရှိသေးတယ်နော်ခင်ဗျားတို့လာတတ်လို့ရှိရင်ပူဒီ တာမန်အကြံဖက်မဟုတ်တော့နိုင်ငံတကာအကြံဖက်ဖြစ်တော့ဘဲမသွားမြဘဲမလာမြကြိုက်တဲ့နိုင်ငံဘောင်းဆိုရင်သူ့ကိုဖမ်းလို့စီးလို့ရတယ်ဒါခဲတော့နားတယ်ကျွန်တော်အထူးကြိုးပြောတာနော်အဲ့လိုဖြစ်သွားပြီဟုတ်လားခင်ဗျားတို့အလုတ်ကိုင်ခွန်းသားနေပွင့်လာဖို့ဘာတွေဖြစ်လာဖို့ညာတွေအကောင့်တွေဖြစ်လာဖို့ဆိုတာရွေးကောက်ပွဲရကြီးကြီးကျွန်တော်ပြောတာမဲဆွေစကားမဟုတ်ဘူးเนาะဘယ်ပါတီမဲပေးပါပြောတာမဟုတ်ဘူးအဲ့တော့နံပါတ်1ကရွေးကောက်ပွဲကိုခင်ဗျားတို့ဖြစ်မြောက်အောင်ဝိုင်းပြီးတော့အားပေးရမယ် အဲ့ဒီရွေးကောက်ပွဲကိုလည်းတကယ်တရားပြတာတဲ့ရွေးကောက်ပွဲဖြစ်အောင်နိုင်ငံတော်ကစီစဉ်နေနိုင်ငံတကာကနေတက်တည်တက်ကြရတယ်ခေါ်ပြီးတော့တက်တည်ရှေ့မှာလုတ်ပြအဲ့ဒါရွေးကောက်ပွဲအောင်ပြသွားမယ်ကြည့်ရတော့ခွာတော့ကြာပြီပေါ့နော်တကူကလူပြန်ဟစ်တဲ့အခါကျတော့အခုကျွန်တော်ပြမယ်ရုပ်သံဖိုင်ကထပ်ပြီးတော့ကျွန်တော်တို့ တော်ကတော့အာကုသူကောင်တကောင်ပေါ့နော်နောက်ပြမယ်ကောင်လည်းအာကုသူကောင်ပါပဲကျွန်တော်ပေးထားတဲ့ကောင်စင်တိုင်းအဲလိုက်တာရဘောင်းချာကိုကိုကြီးအကိုအကိုကြီးလားကိုကိုကြီးလားပေါ့နော်ဒီကောင်ပေါ့ဆိုတော့ဒီကောင်တွေเจ้าကိုကျွန်တော်တော်ယုံပြောခဲ့တယ်ဒါပေမဲ့အခုကတော်တော်လုံလုံကျူးကျူးဖြစ်တယ်နောက်တော့ကအဲဒီသူများဆိုင်ထဲမှာဝင်ပြီးတော့စားကြမရှိလို့ခိုးတဲ့အတော်ကြီး အဲအဲ့တော်ကြီးနဲ့ကလေးကိစ္စပေါ့နော်အဲ့ကိစ္စလည်းကျွန်တော်မပြောခဲ့ဘူးအခုကကျွန်တော်ဒီကောင်ကအဲပြည်သူတွေမရိုင်းတယ်စော်ကားတယ်ရိုင်းရိုင်းဆိုင်ဆိုင်တွေပြောလာပြီပေါ့နော်ဒီကောင်ကဇာတော့အစတည်းကအားလုံးလည်းသိပြီးသားပါဟိုတလောကဟိုတလောကဆိုလွန်ခဲ့တဲ့ရက်ပိုင်းကတရက်နှစ်ရက်လောက်ကလည်းအဲကိုရဲကြီးသူ့ချက်နယ်မှာတုံးသက်ပြထားတာရှိတယ်လူမိုက်အရင်တော့ကကျတော့လူမိုက်တပည့်လုတ်တယ်စွားရှင်အဲကျွန်တော်တို့ចောင်းသားတွေကိုရိုက်နှက်တဲ့ကောင်ဖြစ်တယ်နောက်ကြတော့ ပရာဟိတဆိုပြီးတော့ဝေလူကျော်နေရာကိုဝင်ယူတာပေါ့နော်ဒီသမင်းကျော်နေရာကိုဝင်ယူတယ်အဝင်ယူတဲ့အခါမှာကျွန်တော်တို့ပြည်သူတွေကလည်းဟိုအမတ်မရှိဘူးဗျာအမတ်သေးကြီးနဲတယ်နောက်တစ်ခါတရားရောအဲ့လိုပေါ်ပင်ဖြစ်လာပြီဆိုလို့ရှိရင်ဒီကောင်အရင်တုန်းကဒီကောင်ရဲ့ဖြစ်တည်မှုကဘာဆိုတာမကြည့်ဘူးပေါ့နော်တော့ထားပါကျွန်တော်ပြည်သူတွေကဟိုနောက်ဆိုလို့ရှိရင်ကျွန်တော်တို့ နောက်ကျောင်းရာစုံတေချာကြည့်ပြီးတော့မှာသုံးသက်ဆင်ခြင်လို့ရအောင်အကြံပြုလာပါဒီကောင်ကပြည်သူတွေအခုစော်ကားထားတဲ့ရုပ်တံပိုင်ဖြစ်တယ်ရိုင်းရိုင်းဆိုင်ဆိုင်ပြောထားတယ်အဲ့ဒါလေးကိုကျွန်တော်တို့ကြည့်ကြည့်ပေးပါအခိုးခံရတဲ့လူအားတဲ့အချုပ်ထဲမှာတဲ့ဟိုခိုးတဲ့တခိုးအားတဲ့အိမ်မှာနေပြီးတော့အလှငွေတွေထိုင်ပြီးလက်ခံနေတယ်တဲ့ဟိုကမြန်မာနိုင်ငံကြီးကတရားကြတယ်ပေါ့အဲ ခတ်တော့ခတ်နေပြီစောက်ယူတွေတမျိုးစပြောရယ်နော်စောက်ယူတွေတမျိုးတဲ့ဆိုတော့ပြည်သူတွေကစာဝတ်နေရေးအတွက်အရန်ရုံးကန်ကြိုးစားနေရတဲ့အချိန်မှာဒီဆိုရှယ်မီဒီယာမှာအလုံနားတဲ့ခဏလေးမှာကြည်တယ်အဲဒီဘွားတော်ကြီးကိုလှူနေတာတွေ့ကြတာပဲလေရှေ့ရရက်ပိုင်းမှာเนาะကျွန်တော်တို့ဟိုဂျုံလွင်တို့တော်မှာအကျွေးဆက်ပေးမယ်ကျန်တာရင်းနှီးလောက်ကင်စားဖို့ဆိုပြီးတော့15ဒိန်လမ်းလှူတာတွေ့တယ်ဗောနော်ဆိုတော့ ဒါကျွန်တော်တို့မူရီတာပွားပေးပါတယ်ဘာဖြစ်ဖြစ်ပေါ့နော်ဘယ်သူပန်နဲ့မားတယ်ဒီခဏထားအောင်ပေါ့ကျွန်တော်အဲ့ဒါတွေကိုမရှင်းကျင်သေးဘူးပူရှုပ်သွားမှာစို့လို့အဲ့လိုလူတန်းလာတာတွေတွေ့တဲ့အခါကျတော့ဒီဘွားကြီးကအဲ့ရဲ့ဘိုင်းနဲ့ကအဲ့ရဲ့ဘိုင်းမှာအဲဒီဂျီးထဲမှာမဟုတ်ဘူးပေါ့နော်အချုပ်နောက်ဖက်အချုပ်နောက်ဖန်းစည်းခံထားရတာမဟုတ်ဘူးဒါအားလုံးတွေ့နေကြရတာပဲအခုတော့မသိဘူးအခုအခုတော့သူပြောပုံရဆိုလို့ရှိရင်အဲဒီစိုင်းပိုင်ရှင်ဘွားတော်ရောဒီပစ္စည်းခိုးယူတဲ့အဖွားကြီးရောနှစ်ယောက်လုံးအချုပ်ခံထားရတဲ့သဘောရှိတယ် ါမဲ့ तू तू တိ तू तू ပါ तू လောက်ကြရှိတာလောက်ပေါ့နော်ဒီလိုမဟုတ်ပဲနဲ့စောက်ယူးတွေဆိုတဲ့ဇကားကိုစစဲပါလေစောက်ယူးတွေကတမျိုးနော်ဆိုင်ရှင်မိမလည်းအထဲမှာပဲခိုးတဲ့အဖွားကြီးလည်းအထဲမှာပဲဘူမသိကိုမသိနဲ့သူများရှောင်းတိုင်းရှောက်ရှောင်းပြီးတော့ဟိုဟိုတစ်တော်လေးမှာလိုက်ကလေးပါလေးရလို့ရညာဆိုပြီးတော့အားတဲ့ကိုအခိုးခံရတဲ့လူကအချုပ်ထဲမှာတဲ့ ခိုးတဲ့တခိုးရတဲ့အိမ်မှာမိမိထိုင်အလူငွေလက်ခံနေတဲ့နိုင်ငံမှာနေရတယ်ဒီပိုင်နဲ့စောက်ယူးတွေစောက်ခွက်လာပြောင်းခမရတို့ကတိုက်ပြီးတော့သူများမုန်းခံနေနေเนาะခိုးတဲ့သူကလည်းမှုဖွင့်ရဲမှာမဟုတ်ဘူးဟုတ်လားရိုက်တဲ့လူကလည်းတခိုးကိုမှုဖွင့်ရဲမှာမဟုတ်ဘူးအချိန်တိုင်းသူတို့ကသူတို့တယောက်နဲ့တယောက်တောင်းပန်ပြီးကျင်းတတ်ပြီးလက်စွဲနှုတ်ဆက်သွားလိမ့်မယ်ခမရတို့ကဖင်ရပြီးခမရတို့ကတတ်တတ်လိုက်မုန်းခံပြီးတော့တောင်ပြောမြောက်ပြောတွေရှောက်ပြောနေတယ် ဒုက္ခပဲလူချစ်လူခင်ပေါ့အောင်နေစက်မှာသူများမဟုတ်ခံစားမှာ ਨੇ တော့ဘာမလဲခိုးခိုးတဲ့လူကအဲအိမ်မှာမိမိတိုင်းအလူခံနေတယ်တဲ့ဟိုကဟိုက तू ကသူတော်မှဟိုမှာခြေထဲမှာဟမ်ရိုက်တဲ့လူကလည်းခြေထဲမှာဒီမှာနှစ်ယောက်လုံးအဖော်ရနေတယ်ဟာဘာဒီစောက်ယူသူများရှောင်းနေရှောက်ရှောင်းနေစောက်ပေါ်နေကဲအဲ့တော့စောက်ပေါ်နေလို့ပြောခံရတာပေါ့နော်အဲ့တော့ ဒီကောင်နေကိုကျွန်တော်တို့အာနာရှင်ကိုတော်လန်နေသလိုပဲဒီလိုကောင်နေကိုကျွန်တော်တို့တော်လန်ရမယ်ဆက်ပြီးတော့ဒီကောင်နေကိုကျွန်တော်ကလူတန်းလာလေးအဲဆက်ပြီးတော့အဲသူတို့နဲ့လက်တွဲပြီးတော့ဒီပရာဟိတလောက်ကြတာလေးရှိတယ်လူတွေကလည်းကိုယ့်ဘာလို့ကိုယ်သာတွေးပါကျွန်တော်တို့ဒီထက်ပို့ပြီးတော့အများကြီးမပြောချင်တော့နော်ပြောတဲ့ဇရိုက်ရယ်ကျွန်တော်အများသူငါကိုပတ်ရမ်းပြီးတော့ စောက်ယူတွေစောက်ပိုးတွေစောက်စောက်ချင်းတွေထက်နေတဲ့ကောင်းလေးနဲ့ဆက်ပြီးတော့လက်တွဲသိမတွဲသိရတော့ကိုယ်တိုင်ဆုံးဖြတ်ကြပါအဲကျွန်တော်တို့ကတော့ဒီလိုကောင်းလေးနဲ့ဝေးနေတာဖြစ်တဲ့အတွက်နည်းနည်းတော့စိတ်ချမ်းသာတာပေါ့နော်တော်လန်အဲပြည်သူတွေထက်စားလို့ရှိရင်တော်လန်ပြည်သူတွေထက်စားလို့ရှိရင်နည်းနည်းတော့စိတ်ချမ်းသာတာပေါ့အဲ့တော့အဲဒီလိုကောင်းလေးတင်နေတာလေအစောကသူကသာစောက်ပိုးလို့ပြောတာနော်ဒါကျွန်တော်သွားတွေးမိလို့ပါစကားဆက်ဆက်မိလို့ဆုံးကလို့ လိုက်ရဖို့အတွက်ဗာလဲ TikTok တို့ Facebook တို့မှာလိုက်ရဖို့အတွက်ဆိုဒါမဲ့ဒီကောင်တွေတွေးလိုက်လို့ရှိရင်ဒီအောင်ခန့်ဗာရင်တို့ဗာလဲဟိုဘနာနာတို့အစရှိတဲ့ကောင်တွေလဲထားပါဒါသူကိစ္စပါကျွန်တော်အကြံပေးချင်တာကတော့အာနာရှင်ကိုတော်လိုင်းရင်းနဲ့ဒီလူကောင်တွေကိုပါတိုက်ဖြတ်ပါနော်ဟိုဘာမှမပတ်သက်ပဲနဲ့ဒီလူကောင်တွေနဲ့မပတ်သက်ပဲနဲ့ဟိုဝေးဝေးနေတာဒါလင်းပို့ပြီးတော့အဲမိမိကိုလည်းစိတ်ချမ်းသာရမယ်เนาะကျွန်တော်တို့တိုင်းပြည်အတွက်လည်း ဟိုတိုင်းပြည်ရှေ့လျှောက်ကောင်းစားဖို့အတွက်တိုင်းပြည်မှာဒီလိုကောင်းတွေမရှိဖို့အတွက်ကိုမိမိကိုယ်တိုင်ပါဝင်ပြီးတော့ကဲတင်ရရောက်ပါတယ်အဲ့တော့ကျွန်တော်နောက်ဆုံးဖိပြမယ်ရုပ်သက်ဖိုင်ရတော့လွန်ခဲ့တဲ့ရက်ပိုင်းမှာအဲကျွန်တော်ချစ်ခင်မြန်လူလေးစားတဲ့ဘီဒီအောင်တိုက်ရဲ့ဇလန်းလေးတစ်ခုကိုဖွင့်ပြခဲ့တယ်တိတ်တိတ်ချာချာကိုနားထောင်ကြပြီးတော့တိတ်တိတ်ချာချာကိုကျွန်တော်တို့ကျွန်တော် channel မှာမှန်လာတာလေးရှိတယ်เนาะအဲ့တော့ကျွန်တော်တို့ အခုကျွန်တော်တင်ဆက်တဲ့ဟာလေးတွေကိုသဘောကျလို့ရှာပြီးတော့နားထောင်မယ်ဆိုလို့ရှိရင်လည်းဗီဒီယိုအောင်တိုက်လို့ရိုက်ရှာလိုက်ပါ YouTube မှာပေါ်လာပါလိမ့်မယ်အဲဘယ်ဇလန်းမှဟိုကျွန်တော်တို့ပြည့်ရဆရာမရှိအောင်ကောင်းတဲ့ဇလန်းတွေဖြစ်တယ်အာနာရှင်နဲ့ခရိုနီတွေကိုကျွန်တော်တို့မမွေးခင်ကာလာတွေကအမှုပညာနဲ့ရရဲ့ကြီးတော်လန်ခဲ့တဲ့ပုံကူဖြစ်ပါတယ်အဲ့တော့အဲဒီဇလန်းလေးကတော့စင်ရသားတွေကိုကိုစားပြုထားတဲ့နင်းပြားဘဝတွေကိုကိုစားပြုထားတဲ့ တာဂီတနေကိုမြွှေဆိုတဲ့ဇလန်းလေးကမိနစ်ပိုင်းလေး2မိနစ်လောက်ရှိတဲ့အတန်ဇလန်းလေးကိုကျွန်တော်ဖွင့်ပြပါမယ်အတူတူနားဆင်ကြည့်အောင်ပါခင်ဗျာညာကြီးကဲဟုတ်သွားပါလားမိုးလုံးလေးလုံးဖြစ်သွားပြီအေးဗျာစကားတစ်ခုရှိစစ်ဘရင်ခုံမော်ကအကျွေးကံဘရင်ရုပ်ဖြစ်မယ်အစားလမ်းမော်ကအညတ်တရတယောက်ဖြစ်ရဂုံယူတရားကောင်းတယ်တဲ့ဘယ်လိုပါလိမ့်ဗျာဟုတ်တယ်လေဆံမရှိတော့ဆံရအောင်ရှာအိမ်မိုးမလုံးတော့အိမ်မိုးစရာရှာတယ် ဒါအညတရာရဲ့အားမှပဲဗောဗျာခမားကတော့ဘယ်လောက်ဆင်းရဲဆင်းရဲကြော်ကြော်ပဲနော်ကျုံနာမယ်ကတာကေတနေကိုမြရွှေပါဗျာမွေးကြဲတာဆင်းရဲလာတဲ့ကောင်ဒုက္ခကိုမွေးကြဲတာအပေါ်လှုပ်လာလို့ဒုက္ခဟာကျုပ်အတွက်အာဒီဖြစ်နေပါပြီခရံမြုပ်နဲ့တဲကုတ်တီကြမှာကြီကွဲကံညင်းညူတောင်အန်ကြိတ်တောင်တက်ခေါက်တောင်ကျုံးဝါလာနေတာကြားရလုံးလုံးရိုးတောင်နေပါပြီဗျာရှုပ်ပွမွန်းချက် ဆင်းရဲသားအရမနေလာတာမူကျွေးထူမပြီးတန်းထူမရဖြစ်လာတာကိုစွလိုလာကူမြတ်ဟုတ်တယ်လေလူဟာဖန်ဆင်းသမျှငုံခံရေးလားကံတာအမိကံတာအဖလားဟိုးဒီတရားတွေကိုကျုပ်လုံးဝမယုံပါဘူးလူဆိုတာယုံရင်ကံရင်ရင်ဆိုင်ရင်နဲ့တနည်းအလင်းရောင်တွေ့လာလိမ့်မယ်လို့ကျုပ်ယုံကြည်တာပါလူဟာတိုက်ခိုက်ရေးသမားပါဗျာမျှော်လင့်ခြင်းနဲ့အသက်ရှင်နေရဲဆိုတာတော့อืมတခုပဲစိတ်နာစရာကောင်းတယ် ။ဇာမင်ဇောနံပါတ်၊ညံနံပါတ်၊နာကြီးနံပါတ်ကားလေတာ။ပုံစံအမျိုးမျိုးပြောင်းပြီးဥွေစားတာလမ်းပေါ်မှာမောင်းသွားကြတယ်။စီးသွားကြတယ်။ကျုပ်တို့ဘဝတော့မွဲမြဲမွဲမြဲတဲ့။ဒီအခက်ခဲတွေတက်ပနာတွေဟာခမည်းတယောက်တည်းတိမ်တောင်နဲ့ရင်ကုန်ပြီးခံနေရတာမဟုတ်ပါဘူးခင်ဗျာရှင်။လူတိုင်းအိမ်တော်တန်းပေါင်းများကြတော့ဆင်းရဲတယ်မှန်တယ်များခါးစီခံစားရင်းဆိုင်ကြီးချီရှင်းနေရတဲ့အရာတွေပါဒါပေမဲ့လူအစိတ်ပိုင်းတစ်ခုဟာ ်အလုံးမလုံးပဲစာမကုံတောက်မကုံဖြုံးမကုံအောင်ပေါ်များကျွဲဝါနေပြီးတော့လူအစိတ်ပိုင်းတစ်ခုအောင်အလုံးလုံးပါရနဲ့မနဲ့စာညတာရှာရင်ခြာရင်ခြာရင်ရှာရင်နဲ့ဘဝရည်စားဖြစ်နေရတာအရင်ကပြက်တနာပါလဲဆိုတာဒီနေ့အထိအဖြေရှာမရရှေးကုတို့ချင်းမတူကြလို့လားဟိုအဲ့ဒါကျုပ်စိတ်ဝင်စားဘူးကျုပ်စိတ်ဝင်စားရတာပရိဒရက်ခက်ကလူသက်တန်ရက်ကဂုတ်ပေါ်ဝဲနေတယ် ဒီနေ့ကျတော့လူသတ်မဲ့ကုံစည်းနှုံးကခမည်းတော်ကျုပ်တို့ဂုတ်ပေါ်မှာဝဲနေတယ်။ဒါကြောင့်ကုံစည်းနှုံးတစ်ခါတဲ့တိုင်းတဲ့တိုင်းရင်ဝကိုဓာလန်နဲ့ထုစိုက်ခံရတယ်လို့ခံစားနေရတယ်။ဒါခမည်းတော်တယောက်ထဲတက်ကလမဟုတ်ပါဘူးဗျာ။အဲဒါကြောင့်ပိုခံစားရတာပေါ့ဗျာ။အမှန်ကကုံစည်းနှုံးကဆင်းရဲသားတွေအတွက်တစေလူချမ်းသာတွေအတွက်တစေသိကြစီဖြစ်တဲ့နေဗျာ။ ကိုဘတ်တော်သားလေးကမျိုးရည်ကတိုက်ခန်းတကောင်းဖောက်ထွင်းရမှာပဝင်ပတ်သက်တယ်ဆိုပြီးတော့ရက်ွက်ကောင်းစီနဲ့ရဲတွေကပူပေါင်းပြီးဖမ်းဆီးလိုက်တဲ့ဆိုလားဗျာတွေ့လာကိုသိဆွေဘာကူလဲဗျာမိတကမိထဲမှာဘယ်မိအပူဆုံးထင်တယ်လဲလေးစားရောင်ကြီးကထက်တဲ့မိလားမဟုတ်ဘူး ဝင်းမီဗျတိလားဝင်းမီအဲ့တော့ဒီဒီအောင်တိုက်ပါပဲပြောရတဲ့စကားလုံးတွေကအနှစ်တည်းကြီးပြောသွားတယ်ဒါကျွန်တော်တို့မမွေးခင်ကာလပေါ့နော်လွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ကပြောရတဲ့စကားတွေပေါ့နော်ကျွန်တော်တို့မွေးတော့မွေးပြီပေါ့ကလေးအာကလေးဘဝပဲရှိသေးတာပေါ့ဥိဇာတာလမ်းပေါ်မှာနံပါတ်မျိုးမျိုးနဲ့ ခရိုနီတွေဒီအာနာရှင်ရဲ့သားသမီးတွေနောက်လိုက်အယူကြိုက်တွေကားအမျိုးမျိုးနဲ့စီးွားတဲ့အချိန်မှာတစ်ဖက်မှာအလုတ်လုတ်ရဲ့သားနဲ့ဝမ်းမဝရတဲ့ပြည်သူတွေဘက်ကနေပြီးတော့ပြောသွားတယ်တချို့ကြတော့အလုတ်မလုတ်ပဲနဲ့စားတောက်နေရတယ်ဘဝတွေပြောသွားတယ်ရှေ့ရမှာကျွန်တော်ပြောခဲ့တဲ့ဆရာဘီဒီအောင်တိုက်ရဲ့ဇာတ်ကားဖြစ်တဲ့ပရိသတ်ခစ်က တန်လျက်ကလူတက်မဲ့တန်လျက်ကဂုတ်ပေါ်မှာဝဲထားတယ်အခုကျတော့လူတက်မဲ့ကုံစည်းနှုံးကဂုတ်ပေါ်မှာဝဲနေတယ်ဆိုတဲ့ဇကားတွေဟာအဲ့ဒီအချိန်အဲ့ကာလမှာတုံတုံလူမပြောရတဲ့ဇကားတွေဖြစ်တယ်အမှုပညာနဲ့နင်းကြာဖြစ်နေတဲ့ပြည်သူတွေရဲ့ဘဝတွေကိုတိုက်ပွဲဝင်ပြီးတော့ရဲရဲဝံ့ဝံ့ပြောသွားခဲ့တဲ့ပုံကူကြီးဖြစ်ပါတယ်နောက်လဲအလင်းတင့်တယ်လို့ကျွန်တော်တင်ဆက်ပေးပါဦးမယ်ဗီဒီအောင်တဲ့ဇလန်းလေးတွေကိုလည်းအခုလိုပဲကျွန်တော်ညှက်ညှက်ပြီးတော့ဟို ကောင်းတို့ရရလို့တော့ပြောရမှာခက်တယ်ကျွန်တော်စကလုံးယူရတာခက်တာပေါ့နော်အကုန်လုံးကပြည့်ရစရာစကားတစ်ခုမှမရှိဘူးမှတ်သားစရာတွေယူရဖြစ်တဲ့ခါကြတော့အချိန်ယူပြီးတော့နည်းနည်းနည်းတက်ဆက်ပြီးသွားပါမယ်အဲ့တော့ရှင်းမှာပြောခဲ့တဲ့စကားလိုပဲကျွန်တော်တို့အာနာရှင်ကိုတော်လန်နေရင်းနဲ့ပြည်သူကိုစိတ်တက်တွေကိုပြည်သူတွေရဲ့စိတ်တက်တွေကိုရိုင်းလဲအောင်ကျိုးပဲ့အောင်လုပ်နေတယ်ဆလုံးကလိုလိုင်းတရားဘောင်းချအကိုကြီးတို့နော်ဆလုံးက ရွေးကောက်ပွဲလုပ်ပြီးတော့ပြည်သူတွေကိုဂျင်းထည့်ပြီးတော့ထပ်ပြီးတော့ဒုက္ခပေးမယ်ကြံ့ဖွဲ့ပါတီကခင်ယူတို့လိုအဲកောင်မျိုးတွေစရှိတဲ့အာနာရှင်တွေအမြန်ဆုံးသူတို့သွားမယ်ခီလန်းအမြန်ဆုံးသွားပါစေပြည်သူတွေအာနာရှင်လက်ကနေလွတ်မြောက်အောင်လဲကျွန်တော်တို့တက်တဲ့အမှုပညာတွေအမှုပညာတွေနဲ့ကျွန်တော်တို့နေတိုင်းတော်လန်နေပါမယ်ကြည့်ရှုပေးကြတဲ့တော်လန်ပြည်သူအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းပါစေခင်ဗျာကျေးဇူးများရှိတင်ပါတယ်